အခုတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာသွားရောက်ဆေးကုသမှုခံယူနေတဲ့အရှင်တိတ်ခညာနာပြန်လည်ရောက်ရှိတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လဗရောင်းတောင်ကျင်းနီစီမံကိန်းမှာဒဏ်ရာရရှိခဲ့တဲ့တန်ခါပါးတရားကျော်နဲ့ဒဏ်ရာပြင်းထန်ဆုံးရရှိခဲ့တဲ့ဆရာတော်အရှင်တိတ်ခညာနာဟာထိုင်းနိုင်ငံမှာရပ်ပောင်းတရားကျော်ကြားဆေးကုသမှုခံယူပြီးတဲ့နောက်မတ်လ26ရက်နေ့ည8:20ခန်းကမြန်မာနိုင်ငံကိုလေးချောင်းခရီးနဲ့ပြန်လည်ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ ဆရာတော်ရဲ့လက်ရှိအခြေအနေမှာအသက်အန္တရာယ်မရှိတော့ပေမဲ့ကိုလက်အင်္ကာတွေတန်ဆွမ်းမှုမရှိသေးတဲ့အပြင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းရှိနေသေးတယ်လို့ ဒဏ်ရာရတန်ကစောက်ရှောက်ရေးဖွဲကဥဆောင်တန်ကဆီရတော့ဥဝိမလာရဲ့မိန်ကြားချက်အရာသိရပါဗျ။ရေးပေါ်အစီမရှိတော့ဘူးအသက်အန္တရာယ်တော့မစိုးရင်တော့ဘူးဒါပေမဲ့အခုလက်ရှိလောလောဆယ်တော့ဆေးရုံဆက်တင်ဖို့အတွက်ဦးသိန်းတို့စီစဉ်ထားပါတယ်ဒီရန်ကုန်မြို့အနေနဲ့တော့၃ရက်လောက်သူတို့ထားမယ်တဲ့၃ရက်လောက်ဆစ်ဆစ်မယ်ဆစ်ဆစ်ပြီးလို့ရှိရင်ဦးသိန်းတို့တည်တခုမှာဟုတ်ဦးသိန်းတို့စီစဉ်ထားပါတယ်ဟုတ်ပါဘူးဦးသိန်းတို့ဒီဆေးရုံဆက်တင်ဖို့အတွက်ဦးသိန်းတို့အားလုံးစီစဉ်ပြီးသားလည်းဖြစ်ပါတယ်အခုအခါဆရာတော်ရဲ့ဒဏ်ရာမှာတတ်တာလာတဲ့အတွက် ထားတဲ့အစိုးရစေယုံကဆင်းခွင့်ပေးလိုက်ပေမဲ့တေရကူစေယုံမှာဆက်လက်ကူတာဖို့စီစဉ်ထားတယ်လို့သိရပါဗျ။ဆရာတော်ဦးတိတ်ခညာနာပြန်လည်ရောက်ရှိလာမှုကိုရန်ကုန်အပြည့်ပြည့်ဆိုင်ရာလေးစိမ့်မှာတန်ဃာတော်များမိသားစုဝင်များသာသနာရေးဝင်ကြီးဌာနကတာဝန်ရှိသူတွေနဲ့လူပုဂ္ဂိုလ်စုစုပေါင်း40ဝန်းကျင်ခန့်လာရောက်ကြိုဆိုခဲ့ကြပါဗျ။ဆရာတော်ဦးတိတ်ခညာနာကိုထိုင်းပုဂ္ဂလိကစေယုံမှာဦးစွာကူတာခဲ့ရာဒီဇင်ဘာလ23ရက်နေ့ကနေဒီဇင်ဘာလ25ရက်နေ့အထိထိုင်းဘက်ငွေ3တန်းကျော်ကုန်ကျခဲ့ပြီးစေကူတာစီရေးကြီးမြင့်မှုကြောင့် ထိုင်းအစိုးရစေယုံကိုပြောင်းရွှေ့ကူတာခဲ့ရပါတယ်။ဆရာတော်ဦးတိတ်ခညာနာရဲ့စေကူတာစီရိတ်တွေကိုလဘရောင်းတောင်ကျင်းနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်ကတာဝန်ယူဆောင်ရွက်ပေးတာဖြစ်ပါတယ်။ဒါအပြင်လက်ရှိသခိုင်းတီရကူအာယုဒါနာစေယုံမှာဆေးကုသမှုခံယူနေတဲ့အရှင်သစ္စနာကိုလည်းဆေးကုသမှုကိစ္စတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။